ိုင်တဲကိုအင်ကြီးချောင်းဝင်သွားကောင်းစိုးရင်နေရတဲ့အဖွာနာမှာခုလိုရှိနေပေးတဲ့တစ်တော်ဆင်လေးပုတူမင်္ဂလာပါရှင်ဘာမစ်နောင်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်တစ်တော်ပေါ်မှာတစ်ချိန်ကနာမည်ကြီးခဲ့တဲ့ပုတူနဲ့သူ့ရဲ့အဖွာဖြစ်သူကိုတော့မြန်မာတမ်းမှတ်မိကြပါပါပုတူခုချိန်မှာတော့ပရိုက်တာလေးလှူဆောင်နေပြီးခီးလွန်နေကြတာပါဒါပေမဲ့လည်းအဖွားဖြစ်သူကတော့ပုတုတရာနာမည်ရအောင်မြင်သွားလို့သူကိုမေးသွားပြီးခင်ယူလဲမဆိုင်တော်ဘူးလို့ထင်လွဲကောင်တယောက်တည်းဝန်းနေနေရှာတာပါ ပိတ်တဲ့ဒီနေ့ချစ်ခင်အားပေးခဲ့ကြတဲ့ TikTok ဆင်လီပူတူအောင်စာပိုင်းတို့ကတော့ TikTok ပေါ်မှာလူကြီးသူမာရီကို ဆော့ဆော့ကာကာမပြောဘူး။ရိုင်းရိုင်းဆိုင်ဆိုင်မဆက်ဆံမှုကိုဇလန်းလေးတွေရိုက်ပြီးတင်နေတာပါ။အဲ့ဒီမှာတော့ပူတူဟာအဖွားဖြစ်သူနဲ့ဇလန်းနဲ့ရိုက်ရတာပါ။အဖွားဖြစ်သူကလည်းအတန်ကြီးသူပြီးပြီးချစ်ဖို့ကောင်းတာတွေကြောင့် TikTok ပေါ်မှာပူတူတို့မြေဖွားနေရကုန်လူတီများကြော်ကြားခဲ့တာပါ။ ။နောက်ပိုင်းပုတုတရာအောင်မြင်လာပြီးနောက်ပိုင်းဝင်ငွေတွေရလာတာကြောင့်သူကိုယ်တိုင်ကခက်ခဲပြီးငွေကြေးများကြီးပြည့်စုံနေတာမဟုတ်ပေမဲ့လည်းသူတက်ကိုပို့ပြီးတော့အခက်ခဲရှိနေသူတွေမိသားစုတွေကိုတွားရောက်ပြီးတော့ငွေကြေးတွေထောက်ပံ့ပြီးတော့ပရိတာတွေလုပ်နေတာပါ။ပုတူတရားပရိတ်တလုံနေရတဲ့အတွက်ကြောင့်ခက်ခဲဖြစ်နေတဲ့သူတွေသူ့ကိုကူညီပေးဖို့မြေတားရက်ခံထားတဲ့သူတွေစီကိုသွားနေရတာဖြစ်တဲ့အတွက်နေရာတိသပေါင်းစုံကိုခီးသွားနေရတာပါ ။အဲ့ဒါနဲ့ပဲပုတုတင်အောင်အဖွားပြည်သူနဲ့ဝေးတဲ့နေရာတွေကိုရောက်ရှိနေတာကြောင့်အဖွားစီကိုတစ်ခေါက်တောင်မရောက်ဖြစ်ခဲ့တာပါ။ပုတူရဲ့ဖွားဖြစ်သူကလည်းသူခုလိုအောင်မြင်လာဖို့အတွက်ဘေးကနေဖေးမှပြီးခဲ့တဲ့အထိကသူတယောက်လိုလည်းပြောလို့ရပါတယ်။ဒါကြောင့်လည်းပုတူမှာကြောင်ညာရီလက်ခံရတာတွေအများကြီးရှိလာတာပါ။ဒါပေမဲ့လည်းဖွားကတော့သူ့စီကိုတစ်ခါလေးတောင်လာမကြည့်တာကြောင့်သူကိုဖြစ်သွားပြီလို့ထင်နေတာပါ။ပုတူတယောက်အောင်မြင်လာပြီးတဲ့နောက်မှာအဖွားကိုတော့မသိတော့ဘဲမထောက်ပံ့တော့ဘူးလို့ပြောလာတာပါ။ ဒါကလည်းပုတုဖြစ်လို့ဆိုမရတာပါပုတုကပရိတတွေလှုပ်ဆောင်နေတာကြောင့်ခီးလွန်သွားတာတွေကြောင့်အဖွားဖြစ်သူကိုသွားမကြတော့ဖြစ်တာပါဒါကောဖွားကတော့အောင်မြင်သွားတော့သူ့ကိုတန်ရုံးစင်တော်မရှိတော့ဘူး။လာလိမ့်မကြတော့ဘူးလို့စိတ်မကောင်းတွေဖြစ်နေရရှာတာပါ။အဖွားကတက်ကကြည့်ပြီးခြေထောက်လေးမကောင်းဘူးလမ်းတော်ကောင်းကောင်းမရှောင်နိုင်တော့လို့ကြောင်ညာရီရိုက်လို့မလိုက်နိုင်တာကြောင့်တခါတလေတော့လာကြည့်တဲ့နေပုတုကအောင်မြင်သွားတော့သူ့ကိုအုံးချပြီးထားသွားတာလို့အထင်ကြီးလွဲကောင်စိတ်ဆိုးနေတော့တာပါ။ ပုတုနေဘွားကြားမှာထင်လဲစရာပြောင်းဂျာကမနာလူတွေကတွေ့ထူတာကြောင့်မြေဘွားကြားမှာထင်လဲစရာဖြစ်သွားတာပါအခုဆိုရင်ဘွားကတယောက်တည်းထမင်းဟင်းရောင်းရင်းနေထိုင်နေတာပါအဘွားဖြစ်သူကတော့သူထမင်းနဲ့ထညက်နဲ့စားရရင်ကျင်းနဲ့ပါတယ်လို့ပြောကောင်ပုတုကိုလည်းစိတ်ဆိုးသွားခဲ့တာပါဒါမိမိလေးပုထုကစိတ်တဘောရဖြူစင်သူတယောက်ဖြစ်တာကိုပြိတ္တကြီးတွေကသိတာကြောင့်အများကတော့ထင်မလဲကြပါဘူး။ အခုမှတော့အဖွားဖြစ်သူရဲ့ဝမ်းပိုင်မှာဆက်ချုံအဝင်သွားတာကြောင့်ပိုက်ခွေရမှာဖြစ်တဲ့အတွက်အရေးပေါ်ဆင်းရုံတက်ရမယ့်အချိန်မှာတော့ပုထုကိုပဲကူညီတောင်းနေတာပါ။ဘာပဲပြောပြောမြေဖြစ်သူပုထုရဲ့စောင့်ရှောက်မှုကိုတော့တောင်းတနေရဖြစ်လို့အဖွားကတော့ပုထုကိုချစ်နေတယ်လို့ပြောလို့ရပါတယ်။ပုထုကလည်းဒီလိုသူ့ကိုထင်နေလေအဖြစ်တွေတင်နေတာကိုသိပေမဲ့လည်းသူ့ဘဝတစ်လျှောက်လုံးမှာမိဘပြီးရင်အဖွားကိုချစ်ဆုံးဖြစ်တာကြောင့်ဒီတဲ့ရင်းကိုကြားကြားချင်းတထုံကလည်းရန်ကုန်ကိုချက်ချင်းပြန်လာခဲ့တာပါ။ အဖွားကိုနားမပဲနေပြီးတော့ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။နောက်မှာတော့အဖွားဖြစ်သူကပုတုတရားသူ့ကိုပြစ်မသွားဘူး။သူနာမကျန်တဲ့အချိန်နားမှာရှိနေပေတာကိုလည်းတီးသွားကနောက်သားတွေရနေတော့တာပါ။အခုမှလည်းမြေပေါ်နှောက်ပြန်လဲအဆင်ပြေသွားပြီးတော့ချစ်ချစ်ခင်ခင်ပြန်ဖြစ်သွားတာကြောင့်ပရိသတ်ကြီးတွေကလည်းထပ်သူဝမ်းသာနေကြတာပါ။ဒီဗီဒီယိုကိုဆုံးထိကြည့်ရှုအပ်ပေးခဲ့ကြတဲ့ပရိသတ်ကြီးတွေကလည်းပုထုရဲ့အဖွားဖြစ်သူနေကောင်းကျမ်းမာဖို့ဆုတောင်းပေးခဲ့ကြပါအောင်ရှင်။